ဒီနေ့တော့ဆာလံနံပါတ်36ဖြစ်ပါတယ်ခန်းကြီး36အငယ်1မှ4ဘုရားသခင်ကိုကြောက်ရွံ့သောအကြောင်းသည် မတရားသောသူ၏မျက်စိ၌မထင်ဟု ထိုသူပြုတ်တသောဒုစရိုက်ကိုငါထောက်၍သဘောကျ၏သူ၏အပြစ်ကို တွေ့တော်မမူယွန်ရှာတော်မမူဟုကိုမျက်စိရှိ၌ကို ကောင်းသောအရာကိုဆောင်တတ်၏ သူပြောသောစကားသည်အာရမစကားလှည့်စားသောစကားဖြစ်၏။ကောင်းသောအကျင့်ကိုကျင့်စေတတ်သောပညာကိုစွန့်လေပြီးအိယာပေါ်မှမကောင်းသောအမှုကိုကြံစီတတ်၏။မကောင်းသောလမ်းသို့အမြဲလိုက်၍သိုးရုပ်သောအကျင့်ကိုယွန်ရှာခြင်းမရှိ။အငယ်ငါမှကိုအိုးထာဝရဖျားကုဏာတော်သည် ကောင်းကင်သို့၎င်းတစ္ဆာတော်သည် မိုးတိမ်သို့၎င်းမိပါ၏။ ဖြောင့်မတ်တော်မူခြင်းတရားသည် ကြီးမားစွာသောတောင်ရိုးနှင့်တူပါ၏တရားစီရင်တော်မူချက်တို့သည် အလွန်နည်းနည်းရာဖြစ်ကြပါ၏။အိုထာဝရဘုရား ကိုတော်သည်လူမျိုးနှင့်တိရစ္ဆာန်မျိုးကိုစောင့်မတော်မူ၏။အိုဘုရားသခင်ကုဏာတော်သည် အလွန်မြတ်နိုးပွေဖြစ်ပါ၏။ထိုကြောင့်လူသားတို့သည်အတောင်တော်အရစ်ကို ခိုးလုံလျက်နေရကြပါ၏။အိမ်တော်ဤကြွယ်ဝခြင်းနှင့် ရောင်ရဲလျက်နေ၍ ကိုယ်တော်ဤချမ်းသာမြည်ရေကိုတောက်စေခြင်းဟာအခွင့်ပေးတော်မူ၏အကြောင်းမူကားကိုရော့ထံမှအသက်ဆန်းရည်တွင်ရှိပါ၏အလင်းတော်ထဲမှအကျွန်ုပ်တို့သည် အလင်းကို ရကြပါ၏အငယ်တစ်စဲမှဆနှစ်ကိုရော့ကိုတည်တော်သူတို့အားဂျူနာတို့ကို၎င်းသဘောဖြုံတော်သူတို့အားဖြုံမှတ်တော်မူခြင်းတရားကို၎င်းတည်မြဲတည်စေတော်မူပါ မာနဤခြေသည်ကျွန်ုပ်ကိုမနှင်းပါစေနှင့်မတရားသောသူတို့သည်အကျွန်ုပ်နေရာမှမရွှေ့ကြပါစေနှင့်ဒုစရိုက်ကိုပြုသောသူတို့သည်ထိုအရ၌ပင်လဲလျက်နေရကြပါ၏လဲခြင်းကိုခံရသောကြောင့်တဖန်ထခြင်းကမတတ်နိုင်ကြပါโอเคနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်ဘိုင်